အားလုံးပဲမင်္ဂလာပါကိုအောင်နေပညာ channel နဲ့ဆွဆလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ Facebook မှာ share ထားတဲ့ post တွေကိုအရေးပေါ် only meet ထားတဲ့နေ့လေးကိုပြောပြပြမှာဖြစ်ပါတယ် Okay ကျွန်တော်တို့ပထမဆုံး setting ထဲကိုဝင်လိုက်မယ် Okay ကျွန်တော်တို့ setting ထဲကိုဝင်လိုက်မယ်မမိသွားလို့ရှိရင်ကျွန်တော်တို့ဒီမဲ့ setting ထဲကိုဆက်ဝင်လိုက်မယ်ဝင်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့အောင်နာကိုရွှေ့လိုက်မယ် โอเคကျွန်တော်တို့ဒီအောက်မှာ active free law ဆိုတော့စာလေးကိုတွေ့ဆိုလို့ရှင်နှိပ်လိုက်မယ်โอเคပြီးလို့ရှင်ကျွန်တော်တို့ your favorite activity ဆိုတော့နှိပ်လိုက်မယ်โอเคကျွန်တော်တို့ဒီမှာ post ကိုမြင်တဲ့အခါမှာဒီဘက်ကများလို့ရှင်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှင် your post photos and video ဆိုတာလေးကိုနှိပ်လိုက်မယ်โอเคဒါဆိုလို့ရှင်ဒါကျွန်တော် share ထားတဲ့ post လေးတွေပေါ့เนาะ okay ဒီကောင်လေးကိုကျွန်တော်တို့တခါတည်းနဲ့အကုန်လုံးကိုလှုပ်ရှင်လို့ရှင်ဒီဘောက all ဆိုအောင်နှိပ်ရမယ်ဒါမှမဟုတ်ဘူးကို only me ထားခြင်းတာဒီကိုရွေးမယ်ဆိုရင်လည်းကျွန်တော်တို့ရွေးလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ကကိုလောလောဆယ်အကုံလုံးကိုလုတ်ပြလိုက်မယ်။ Okay အကုံလုံးမှတ်ပြီးသွားပြီဆိုလို့ချင်းဒီညာဘက်အောက်တောက်မှာရှိတဲ့၁၄30ကိုနှိပ်လိုက်မယ်။ဖြီးဖြီးဆိုတာနဲ့ကျွန်တော်တို့ကနှိပ်ပြီးတော့ chain orient ဆိုတာနှိပ်လိုက်မယ်။ပြီးရင် chain orient ကိုဆက်နှိပ်မယ်။ ပြင်ကျွန်တော်တို့ဒီမဲ့ only me ထားမှာဖြစ်တဲ့အတွက် only me ဆိုတာလေးရွေးပေးလိုက်မယ်။ပြင် change ဆိုတာနှိပ်လိုက်မယ်။ Okay ဒါဆိုလို့ရှင်ကျွန်တော် share ထားတဲ့ဒီ post တွေအကုန်လုံးကအောက်မဲ့ only me ဖြစ်ကုန်ပြီပေါ့နော်။တကယ်လို့ကျွန်တော်တို့က only me ကို public တို့ friend တို့ပြန်ပြောင်းနေလဲဆိုလည်းအောက်ကအစက်30ကိုပဲနှိပ်မယ်။ share audio ကိုနှိပ်ပြီးတော့ဒီမဲ့ friend ထားခြင်းလဲဒါဒါမှမဟုတ် public ထားခြင်းလဲထားပေါ့နော်။ ပြင်ရှင်းဆောင်နေလိုက်မယ်။ Okay ဒါဆိုလို့ရှိရင်တွေ့လာမှတွေ့ပြအကုန်လုံးက public ပြင်ဖြစ်သွားပါပြီ။ Okay လိုအပ်နေတဲ့မိတ်ဆွေများအားလုံးစီမေကြပါစေခင်ဗျာ။